အားလုံးပဲမင်္ဂလာပါပုဂ္ဂွန် YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ဒီနေ့အစီအစဉ်ကိုတင်ဆက်ပေးမယ် April Model ဖြစ်ပါတယ်။ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်မဲ့နီလန်ကောင်းတွေမျှဝေပေးသွားမှာဖြစ်ပါတယ်။ကိုကရောင်းဝယ်လုပ်နေတဲ့သူဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ကုန်ပစ္စည်းတွေအတွက်ဈေးနှုန်းတစ်ခုသတ်မှတ်တဲ့နေရာမှာခေါင်းခဲနေတာမျိုးတွေ ဈေးနှုန်းတစ်ခုဟာဝယ်သူရဲ့ဆုံးဖြတ်ချက်ကိုဘလောက်ထိလွှမ်းမိုးနိုင်တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုမိတ်ဆွေကတွေးပူပါသလားလုပ်ငန်းတစ်ခုအတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တွေထဲမှာဈေးနှုန်းသတ်မှတ်ခြင်းကထိတ်ဆုံးကပါဝင်နေပါတယ်ဒါပေမဲ့လုပ်ငန်းအများစုကခန့်မှန်းချက်တွေပြိုင်ဘက်ရဲ့ဈေးနှုန်းတွေကိုပဲအခြေခံပြီးဆုံးဖြတ်လေရှိကြပါတယ်ပြောရမယ်ဆိုရင်မျက်စိမိတ်ပြီးလုပ်နေကြတာပေါ့ ဒီနေ့ဒီဗီဒီယိုထဲမှာတော့ကျမတို့ဟာဒီထပ်ပိုးပြီးနက်နဲတဲ့ဈေးနှုန်းရဲ့စိတ်ပညာ The Psychology of Price ဆိုတဲ့အကြောင်းကိုဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။ဒီစာအုပ်ကိုရေးသားထားတဲ့သူကတော့ Late Cadwell ဆိုတဲ့နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ဒီဗီဒီယိုကိုနားထောင်ပြီးပြီဆိုတာနဲ့မိတ်ဆွေတို့ဟာနိုင်ငံတကာ corporation ကြီးတွေမှာ ဘလိုမျိုးဝယ်လိုအားမှာအမျက်စွန်းတွေကိုတွုံးမြင့်ပေးနိုင်မဲ့နီလန်ကောင်းတွေကိုအသုံးပြုနေတယ်လဲဆိုတာကိုသိရှိမှတ်သားသွားလို့ရမှာဖြစ်ပါတယ်။အဲဒီထက်ပိုပြီးတော့လက်တွေ့ကြတဲ့လျှို့ဝှက်နည်းပြဟာတွေကိုလည်းလေ့လာလို့ရမှာဖြစ်ပါတယ်။ကဲဇင်းနုံတမတ်ချင်းဟာရိုးရိုးလေးကိန်းကနန်းတွေတတ်တတ်ပဲလားဒါမှမဟုတ်ဒီထက်ပိုပြီးတခြားသောလျှို့ဝှက်ချက်တွေရှိနေသေးလားဆိုတာကိုအတူတကွရှာဖွေလေ့လာကြရအောင်ပါ။ပိုင်းတဲ့ ဈေးနှုန်းဆိုတာကိန်းကနန်းတွေထက်ဘာကြောင့်ပိုရေးကြီးတာလဲလုပ်ငန်းတော်တော်များများကဈေးနှုန်းသတ်မှတ်တဲ့အခါမှာကုန်ကျစရိတ်အပေါင်းအမြတ်ဆိုတဲ့ရိုးလွယ်တဲ့နီလန်းတွေကိုပဲသုံးကြတယ်။ဒါပေမဲ့ဒါကအထီရောက်ဆုံးနီလန်းတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ဈေးနှုန်းဆိုတာဝယ်သူရဲ့စိတ်ထဲမှာကိုယ့်ရဲ့ကုန်ပစ္စည်းရဲ့တန်ဖိုးကိုပုံဖော်ပေးနေတဲ့စွမ်းအားကြီးတဲ့အချက်တစ်ခုဖြစ်နေလို့ပါပဲ။ကုန်ကျစရိတ်အပေါင်းအမြတ်ဆိုတဲ့တာမန်တွက်နေအမှားတစ်ခုဟာ အများဆုံးအမှားတစ်ခုကတော့ပေါ့နော်ကုန်ကြစရိတ်တစ်ခုတည်းပုံမှာပဲအခြေခံပြီးဈေးနှုန်းသတ်မှတ်တာပါပဲစာရေးဆရာကဒီနေရာမှာအမြင်အရကုန်ကြစရိတ်ဆိုတာသင်အရှုံးမရှိစေဖို့သတ်မှတ်ရမယ့်အနေဆုံးဈေးနှုန်း baseline သတ်သက်တာဖြစ်ပါတယ်တဲ့တကယ်တမ်းအမျက်ကိုအမြင့်ဆုံးရချင်တယ်ဆိုရင်ကိုယ့်ရဲ့ကုန်ပစ္စည်းကဝယ်သူအတွက်ဘလောက်တန်ဖိုးရှိသလဲဝယ်သူကဘလောက်ပေးကျင်သလဲဆိုတဲ့အပေါ်မှာပဲအာရုံစိုက်ရမှာဖြစ်ပါတယ် နောက်ထပ်အရေးပါတဲ့ချက်ကတော့ဝယ်သူတယောက်အတွက်ဈေးနှုန်းဆိုတာရိုးရှင်းတဲ့ကိန်းဂဏန်းတစ်ခုတည်းမဟုတ်ပါဘူး။အဲ့ဒီကိန်းဂဏန်းကတင့်ရဲ့ကုန်ပစ္စည်းရဲ့အရေးသွေးကိုလည်းဖော်ပြပေးနေတာပါ။ဈေးကွက်ထဲမှာကိုယ့်ရဲ့ brand ကဘယ်နေရာမှာရပ်တည်နေလဲဆိုတာကလည်းဒီကိန်းဂဏန်းနေရာပဲအချက်ပြပေးပါတယ်။ဈေးနှုန်းမြင့်ရင်စိန်ခံပစ္စည်းတွေဖြစ်တဲ့အရေးသွင်းမြင့်တယ်လို့လူတချို့ကသတ်မှတ်ပြီးတော့ဈေးနှုန်းနဲ့ရင်တော့လူတိုင်းတက်နိုင်တဲ့ပစ္စည်းလို့သတ်မှတ်ကြပါတယ် နောက်ထပ်အရေးပါတဲ့စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကိုလည်းဒီနေရာမှာမျှဝေပေးချင်ပါသေးတယ်။အဲ့ဒါကတော့လူတယောက်ကငွေပေးချေမှုတစ်ခုလုပ်ခံနေမှာအမြဲတမ်းပူပန်စိတ်တစ်ခုရှိတတ်ပါတယ်။ဒါပါလဲဆိုရင် ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းဟာတန်ရဲ့လားဒီပတ်စံကိုသုံးရတာသူ့အတွက်ထိုက်တန်မှုရှိရဲ့လားဆိုတဲ့စိုးရိမ်စိတ်ပါပဲ။ဒီလိုမျိုးဝယ်သူရဲ့စိုးရိမ်စိတ်တွေကိုရောပါတတအောင်လို့ပြုလုပ်ပေးလိုက်တဲ့နီးလန်းတွေကိုလည်းပဲမျှဝေပေးချင်ပါသေးတယ်။ ဒီလိုစိုးရိမ်စိတ်မျိုးကိုဘယ်လိုရောပါသက်သာအောင်လုပ်ကြမလဲဒီနေရာမှာအရေးကြီးဆုံးဖြစ်တဲ့ anchoring effect ဆိုတဲ့အကြောင်းအရာလေးကိုလည်းမျှဝေပေးခြင်းပါတယ်အခန်းနှစ် anchoring effect ကြောင်စုတစ်ခုလိုဆွဲကြံစီမဲ့ပထမဦးဆုံးဇင်းနှုန်း ဈေးနှုန်းစိတ်ပညာမှာအစွမ်းထက်ဆုံးတဲ့အသုံးများဆုံးနည်းလမ်းတစ်ခုကတော့ price anchoring ပဲဖြစ်ပါတယ်။ဒါပါကိုပြောချင်တာလဲဆိုရင်လူတွေဟာဆုံးဖြတ်ချက်ချတဲ့အခါမှာပထမဦးဆုံးရရှိထားတဲ့အချက်လက်ပေါ်မူတည်ပြီးတော့ဆုံးဖြတ်နှိုင်းရှင်တာမျိုးပဲဖြစ်ပါတယ်။ယူယိုလေးပြောရမယ်ဆိုရင်ဝယ်သူတယောက်ကကိုပြပေးလိုက်တဲ့ပထမဆုံးဈေးနှုန်းကသူတို့စိတ်ထဲမှာ စွဲကြံနေတယ် ။အဲနောက်ထပ်ကိုထပ်ပြီးတော့ပြပေးတဲ့ပစ္စည်း item တွေရဲ့ဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ပြီးတော့အဲဒါကတော့ပိုပြီးဈေးသက်သာမယ်။ဒါကတော့ခုနဟာထက်ပိုဈေးများတယ်။စသဖြင့်တို့ကအမြဲတမ်းနှိုင်းယှဉ်နေကြတာဖြစ်ပါတယ်။ပထမအဦးဆုံးဈေးနှုန်းကမြင့်နေနောက်ထပ်ဈေးနှုန်းတွေကိုတန်တယ်လို့မြင်စေပြီးတော့ပထမအဦးဆုံးဈေးနှုန်းကနှိမ့်နေတယ်ဆိုရင်တော့နောက်ထပ်ဈေးနှုန်းတွေကဈေးကြီးတယ်လို့ခံစားရနိုင်ပါပဲ။အဲတော့ price anchoring ကို လုပ်ငန်းတွေမှာဘလို့တုံးချနေလဲဆိုတာကိုလည်းတစ်ချက်ကြည့်အောင်ဈေးကြီးတဲ့ပစ္စည်းတွေကိုအရင်ပြပြီးတော့မှဒီထက်နည်းနည်းဈေးသက်သာတဲ့ပစ္စည်းတွေကိုပြတာမျိုးပါအမမာကားရောင်းပြကန်းတစ်ခုမှာဈေးကြီးဆုံး model ကိုအဝင်ဝမှာပြထားတယ်။ဈေးကြီးတဲ့ပစ္စည်းကိုပြပြီးတဲ့အခါမှာအဲ့ဒီဘေးနားမှာရှိတဲ့တခြား item တွေကဈေးသက်သာတဲ့ပစ္စည်းတွေကိုပြထားပေးတယ်။အဲဝယ်သွေးရဲ့မြင်မှာတော့ရုတ်တရက်အာတော်တော်ဈေးသက်သာသွားတာပဲဆိုပြီးတော့သူတို့ကစိတ်ထဲမှာသဘောပေါက်သွားလိမ့်မယ်။ အဲ့တော့ပြောချင်တာကမူရင်းဆေးနဲ့ရှော့ဆေးကိုရှင်တွဲပြတဲ့ပုံစံမျိုးလေးတွေလုပ်ပေးလို့ရတယ်။ဒါတွေကတော့အသုံးများဆုံးနီလန်လေးတစ်ခုဖြစ်ပါတယ်။ရှော့ဆေးကိုမပြခင်မှာမြင်းချစ်ထားတဲ့မူရင်းဆေးနှုံးကိုရင်ပြမယ်။အဲပြီးတော့မှရှော့ဆေးကိုပြပြီးမယ်။ဒါဆိုရင်ဝယ်သေးတဲ့စိတ်ထဲမှာဟာဒါတော်တော်လေးတန်တာပဲဆိုပြီးတော့သူတို့ကတွေးမှတ်သွားလိမ့်မယ်။နောက်တစ်ခုကတော့ပုံလေးကိုပြပြီးတော့အသုံးချတာမျိုးဖြစ်ပါတယ်။ဒီ Economist Magazine မှာစာရေးသူဖြစ်တဲ့ Dan အဲလီဆိုတဲ့လူကပေါ့နော်သူကစမ်းသက်ချက်တစ်ခုကိုလုပ်ခဲ့ပါတယ်ပထမစာအုပ်တအုပ်ကသူ့ရဲ့ဈေးနှုန်းကဒေါ်လာ59နဲ့ရောင်းနေပါတယ်နောက်ထပ်ဒုတိယစာအုပ်ကတော့ဒေါ်လာ125နဲ့ရောင်းတဲ့စာအုပ်ဖြစ်ပါတယ်အဲတတိယရွေးချယ်ရမယ့်နည်းလမ်းတစ်ခုအနေနဲ့တော့သူကခုနအပေါ်မှာပေးထားတဲ့59ဒေါ်လာစာအုပ်နဲ့ဒုတိယ125ဒေါ်လာစာအုပ်နှစ်အုပ်တွဲတစ်ချိန်ထဲမှာဝယ်ယူတယ်ဆိုရင် 125ဒေါ်လာသာ ကျပါမယ်ဆိုတဲ့နီလန်နဲ့ရောင်းတာဖြစ်ပါတယ်။ဆိုလိုချင်တာကတော့နှမျိုးပေါင်းပြီးတော့မှဒုတိယဈေးနှုန်းနဲ့တူတူပဲဆိုတဲ့ခန်းစားချက်ကိုရရှိအောင်လို့ဈေးနှုန်းတွေကို ကစားပြီးပြုတ်လုပေးတဲ့နီလန်မျိုးဖြစ်ပါတယ်။နှစ်ခုပေါင်းဝယ်တာပိုတန်တယ်ဆိုတဲ့ပုံစံဖြစ်အောင်လို့ရောင်းပြီးတဲ့ technique တစ်ခုပေါ့။ ဒီလိုအန်ခေါ်တွေကိုနားလည်သွားပြီဆိုရင် လုပ်ငန်းတွေအသုံးများတဲ့နောက်ထပ်ပညာသားပါတဲ့နည်းဗျူဟာလေးတစ်ခုကိုဆက်လက်လေ့လာကြည့်ရအောင်။အပိုင်း၃လုပ်ငန်းကြီးများအသုံးပြုနေကြတဲ့လက်တွေ့ကြတဲ့နည်းဗျူဟာလေးမျိုး။ Late Cowboy ရဲ့စာအုပ်ထဲမှာဖော်ထုတ်ထားတဲ့လက်တွေ့ကြကြနီးလန်းနည်းဗျူဟာလေးချက်ကိုစာပြီးတော့ဆွေးနွေးကြပါရမယ်။ဒီနီးလန်းတွေကလုပ်ငန်းကြီးတွေမှာသုံးနေကြတဲ့ပညာသားပါတဲ့လျှို့ဝှက်နီးလန်းတွေပါပဲ။ဈေးနှုန်းခွဲခြားသတ်မှတ်ခြင်း price discrimination ဒါကတော့လူအုပ်စုမတူရင်ဈေးနှုန်းမတူပဲရောင်းချတာမျိုးပါရည်ရွယ်ချက်ကတော့ဝယ်သူအုပ်စုတစ်ခုချင်းစီကနေသူတို့ပေးနိုင်တဲ့အများဆုံးတန်ဖိုးကိုရယူတာပါပဲအကောင်းဆုံးဥပမာကတော့လေရင်လက်မှတ်တွေပါပဲ first class နဲ့ economy class လိုမျိုးခွဲပြီးတော့ရောင်းတယ်အဲ့တော့တူညီတဲ့ခီးစဉ်တစ်ခုကိုသွားနေကြပါမယ်ဝန်ဆောင်မှုပုံမှန်မူတည်ပြီးတော့ဈေးနှုန်းကိုအဆပေါင်းများစွာခွဲခြားလိုက်တာပါပဲ နံပါတ်1အလယ်လက်ကိုရွေးချယ်စေခြင်း the comparison effect ဒါကို gold silver bronze စသဖြင့်လူသိများကြပါတယ်ဥပမာဘာကိုပြောချင်တာလဲဆိုရင်ကိုယ့်ရဲ့ကုန်ပစ္စည်းတစ်ခုတည်းရှိနေမယ့်အစားနည်းနည်းဈေးပိုကြီးတဲ့ premium option တစ်ခုကိုထည့်ပြီးတော့ဒိုးလိုက်ပါ နောက်ပြီးရင်ဈေးနည်းနည်းတက်တာတဲ့ basic option တစ်ခုကိုလည်းပဲထည့်ထည့်လိုက်တာမျိုး ဝယ်သူများစွာစိတ်ပိုင်းဆိုင်ရာအစွန်းတစ်ဖက်ကိုရှောင်းပြီးအလေလက်ဖြစ်တဲ့ saver option ကိုများသောအားဖြင့်ရွေးချယ်လေးရှိကြပါတယ်။တချို့ဆိုင်တွေမှာဆိုရင်ဈေးနှုန်းတွေဘောနော်ဈေးအကြီးဆုံးပစ္စည်းရဲ့အလေလက်ဈေးသက်တာရဲ့ပစ္စည်းနဲ့ဈေးပေါ်ဆုံးပစ္စည်းဆိုပြီး၃ခုကိုရှင်တွဲရောင်းချတာမျိုးတွေပြုလုပ်ကြပါတယ်။ဒါကအခုပြောတဲ့ the comparison effect ကိုအသုံးပြုတာဖြစ်ပါတယ်။နံပါတ်3ချက်ချင်းဝယ်နောက်မှပေးတဲ့ hyperbolic discount ဒီစနစ်ဖြစ်ပါတယ်။အဲတော်တော်များများကျွန်တော်စီမှာဆိုရင် buy now pay later ဆိုပြီးတော့ BNLP လို့ခေါ်တဲ့ဝန်ဆောင်မှုတွေကိုပေးတာမျိုးဖြစ်ပါတယ်။ငွေပေးချေခြင်းရဲ့ချက်ချင်းဖြစ်ပေါ်လာတဲ့ခုနလိုမျိုးစိုးရိမ်ထိလန့်မှုကို short ချပေးတဲ့နည်းစနစ်ကတော့ဒီ BNPL စနစ်ဖြစ်ပါတယ်။သူ့ရဲ့အဓိကအောင်မြင်မှုကတော့အဲနောက်မှပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်သူကချက်ချင်းကြီးပတ်စံပေးစရာမလိုတာဖြစ်တဲ့အတွက်ကြောင့်တန်နေဆိုတဲ့စိတ်ခံစားမှုကိုရရှိသွားတာဖြစ်ပါတယ်။ ဝယ်သူကလိုချင်တဲ့ပစ္စည်းကိုချက်ချင်းရနိုင်ပြီးတော့ငွေကိုနောက်မှအရေးကြပေးသွားတဲ့အတွက်ကြောင့်မို့လို့ဆုံးဖြတ်ရပို့ပြီးလွယ်ကူသွားတဲ့အောင်ထင်နိုင်ပါတယ်။နံပါတ်၄ကိန်းပြေမထားတဲ့ဈေးနှုန်းများ just below pricing 99နဲ့9ဆိုတဲ့စကားလုံးတွေမှာဈေးနှုန်းတွေရဲ့စွမ်းအားကို ရှုံးမတွက်ကြပါနဲ့။ဥပမာ4996 just ဆိုတဲ့ ဈေးနှုန်းသတ်မှတ်ချက်တစ်ခုကိုကြည့်ကြအောင်ကျမတို့ရဲ့အုံနောက်ထဲမှာ9000လို့မမြင်တော့ဘဲနဲ့အော်4999ဆိုတာ4000နဲ့ပိုနီးစပ်တယ်ဆိုပြီးတော့ယူဆကြပါတယ်ဒါကို left digit effect လို့ခေါ်ပါတယ်လူတွေကဈေးနှုန်းတစ်ခုကိုဘယ်ကနေစဖတ်လဲဆိုရင်ပထမဆုံးကဏ္ဍကိုပဲအဓိကမှတ်သားကြတာကြောင့်ပါဒါပေမဲ့သတိထားရမှာကစိန်ခံပစ္စည်းတွေအတွက်ဆိုရင်တော့ကိန်းပြည့်တွေက ပိုပြီးတန်ဖိုးရှိတယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ဇင်ခံပစ္စည်းတွေနည်းနည်းဈေးပိုတယ်ပေါ့နော်ပစ္စည်းမျိုးတွေကိုကိန်းကနဲအပြည့်တွေနဲ့ပေါ်ပြပြီးတာမန်နှိစင်သုံးလူသုံးကုန်ပစ္စည်းမျိုးတွေဈေးသက်တာတရားထင်သွားစေနိုင်တဲ့ပစ္စည်းမျိုးတွေကိုရောင်းချတဲ့သူတွေအနေနဲ့ခုနကပြောတဲ့ left digit effect ကိုတုံးလို့ရပါတယ်အပိုင်းလေးမမြင်ရတဲ့လွမ်းမှုမှုများအယောင်နဲ့ပတ်ဝန်းကျင်ခြေနေအခုနောက်ဆုံးပေါ်သူတွေသနာတွေက ီထက်ပိုပြီးတိမ်မွေးတဲ့အယောင်တွေစရတွေကိုသုံးမယ်ဆိုရင်ဝယ်သူရဲ့အမြင်ကိုတိတိတသာပြောင်းလဲစေနိုင်တယ်ဆိုတာကိုဖော်ပြပေးကြပါတယ်အီတလီနိုင်ငံမှာလုပ်ခဲ့တဲ့သူတွေသနာတစ်ခုကပြောတာကတော့ဈေးနှုန်းကဲ့ရဲ့အယောင်နဲ့ short ဈေးပြတာနေပုံကဝယ်သူရဲ့တန်ဖိုးအမြင်ပေါ်ကိုဘလို့ပြောင်းလဲစေသလဲဆိုတာကို သူတို့ကလေ့လာ တွေ့ရှိခဲ့ကြပါတယ်။လိန်မော်ယောင် ထူးသဖြင့်ဈေးနှုန်းနှိမ့်တဲ့ပစ္စည်းတွေမှာလင်းမောင်ရောင်ကတ်တင်နဲ့ဖော်ပြထားမယ်ဆိုရင် မျက်စိကိုပိုးပြီးဆွဲဆောင်စေနိုင်တယ်လို့ဆိုပါရတယ်။ဒါကြောင့်တချို့စူပါမားကတ်တွေမှာအပတ်စဉ်ထူးလျှော့ဈေးတွေပေးတဲ့အခါမှာလင်းမောင်ရောင်ဈေးနှုန်းကတ်တွေကိုသုံးတာဟာအကြောင်းမဲတော့မဟုတ်ပါဘူး။အနက်ရောင် black အနက်ရောင်ဈေးနှုန်းကတ်တွေကတော့ပစ္စည်းရဲ့တန်ဖိုးကြီးမှုကိုဖော်ပြပေးပါရတယ်။ ို့ပြီးတော့အဖိုးတန်တယ်လို့ထင်မြင်မှုရရှိစေပါတယ်။ဒါကြောင့် fashion store ဆိုင်ကြီးတွေမှာစိန်ခံပစ္စည်းဆိုင်တွေမှာအနိုင်ရောင်ကတ်တွေကိုတုံးကြပါတယ်။အရင်သွေးကောင်းတယ်ဆိုတဲ့ခံစားချက်ကိုလူရဲ့စိတ်ထဲမှာမတိမတာအလိုလျောက်ဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။နောက်တစ်ခုကတော့ short ဈေးပြတာပုံဖြစ်ပါတယ်။ဈေးနှုန်းလေးနဲ့ပစ္စည်းတွေအတွက်ရာဂိုင်နှုန်းတွေနဲ့ဖော်ပြတာကပိုတန်မိုးရှိတယ်လို့ထင်မြင်စေနိုင်ပါတယ်။ဈေးကြီးတဲ့ပစ္စည်းတွေအတွက်ဆိုရင်တော့ဒါယာဥပမာပေးပြီး 80% off စသဖြင့်ပေါ်ပြတာမျိုးကပိုထိရောက်ပါတယ်။ဒီလိုနီးလန်းတွေဟာအများကြီးရှိတဲ့တဲကကိုယ့်လုပ်ငန်းအတွက်အသင့်တော်ဆုံးဘလို့ရွေးချယ်ရမလဲဆိုတာကိုနောက်ထပ်အပိုင်းတွေမှာဆက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်။အပိုင်းကအားလုံးကိုပေါင်းဆက်အသုံးချခြင်း golden rules ဒီနေ့ကျမတို့နီးဖြူဟာတွေအများကြီးကိုဆွေးနွေးခဲ့ကြပြီးပါပြီ။ဒါပေမဲ့ theory တွေကြီးပဲတော့မလုံလောက်သေးပါဘူး။လက်တွေ့အသုံးချမှုအဓိကတော့ချက်ကိုအခုလာပါတော့မယ်။ the golden rule ရွှေစည်းမြင်ဒါဟာတကယ့်ကိုပဲရှင်းပါတယ်နီလန်အားလုံးကိုစမ်းသပ်ကြည့်ပါမော်ဆန်နဲ့ဈေးနှုန်းသတ်မှတ်ချက်တစ်ခုတည်းဆိုတာမျိုးဟာမရှိပါဘူးလုပ်ငန်းတစ်ခုအတွက်အလုပ်ဖြစ်နိုင်ပေမဲ့အဲ့ဒီနီလန်ကနောက်ထပ်တစ်ခုအတွက်အလုပ်မဖြစ်နိုင်တာမျိုးတွေလည်းရှိတတ်ပါတယ်ကိုယ့်ရဲ့ဝယ်သူတွေကိုယ့်ရဲ့ဈေးကွက်နဲ့ကန့်ညီတဲ့အကောင်းဆုံးနီလန်ကိုရှာမတွေ့မချင်းအမြဲတမ်းစမ်းသပ်လှုပ်ဆောင်ရမှာကိုမကြောက်မညွတ်မဲအဆက်မပြတ်လုပ်နေဖို့လိုပါတယ် အစစ်မြစ်တဲ့ယူဆတွေနဲ့လည်းကိုကတိုင်းတာဖို့လိုပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီ latitude of price acceptance ဖြစ်ပါတယ်။သူကတော့ဈေးနှုန်းလက်ခံနိုင်မှုအတိုင်းတာကိုပြောကြတာဖြစ်ပါတယ်။ဒါကတော့ဝယ်သူတယောက်ကဈေးနှုန်းပြောင်းလဲကိုတိတ်ကူမဆိုင်တာမျိုးပါ။ zone of difference လို့ခေါ်တယ်။ဈေးနှုန်းပိုင်းခြားတစ်ခုရှိတယ်ဆိုတဲ့သဘောတရားပါပဲ။ဥပမာအကယ်၍ကိုကဈေးနှုန်းကို တက်လိုက်မယ်ဆိုပါစို့။အဲ့မှာဝယ်သူကဆက်ပြီးတော့ဝယ်ယူနေဦးမှာပဲ။ အဲနာမည်ကြီးတဲ့ဥပမာတစ်ခုပြမယ်ဆိုရင် Netflix ပါပဲ Netflix ကဇင်းနှုံးကိုတစ်ချိန်နဲ့အများကြီးတက်မဲ့စားအချိန်ကာလတစ်ခုအတွင်းမှာနည်း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 စီအချိန်ချင်းတိုးမြင့်တဲ့နီလောင်းကိုသုံးပါတယ်ဒီလိုလှုပ်ချင်းအဖြစ်ဇင်းနှုံးတက်တဲ့ဟာကိုဝယ်သူတွေရဲ့လက်ခံနိုင်မှုအတိုင်းဒါကအချိန်တစ်ခုအတွင်းမှာပဲအမြဲရှိနေစေပြီးတော့အဲသူ့ရဲ့ပစ္စည်းကိုအသုံးပြုနေကြတဲ့သူတွေ မဆုံးရှုံးစေပဲဝင်ကိုတဖြည်းဖြည်းတွုံမြင့်သွားတဲ့နီလံမျိုးဖြစ်ပါတယ်။ဒါဟာစိတ်ပညာကိုလက်တွေ့ကျကျအသုံးပြုတာမျိုးဖြစ်ပါတယ်။ကဲဒီနေ့အစီအစဉ်မှာဇင်းနှုံနဲ့ပတ်သက်တဲ့စိတ်ပညာဆိုင်ရာအချက်လက်တွေကိုဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်။အဓိကချက်ကိုမှတ်သားခြင်းနဲ့ဆိုရင်ဒီမှာကအချင်းချင်းပြီးပြန်ပြောပြပါမယ်။နံပါတ်၁ဇင်းနှုံဟာကုန်ကြစည်ထက်ဝယ်သူရဲ့စိတ်ပညာပေါ်မှာပဲမူတည်ပါတယ်။ကိုပြထားပြီးတဲ့ပထမဆုံးဇင်းနှုံက ဝယ်သူရဲ့တန်ဖိုးပေါ်အမြင်ကိုအများကြီးပြောင်းလဲစေနိုင်ပါတယ်။ဈေးနှုန်းကိုဘယ်လိုပြမလဲဆိုတာအယောင်တွေပုံစံတွေကကိုယ့်ရဲ့ဈေးနှုန်းကိုပေါ်ပြတဲ့နေရာမှာအရန်ကိုရေးကြည့်ပါရယ်အကောင်းဆုံးနီလန်ကတော့ကိုယ့်ရဲ့ဈေးကွက်နဲ့ကန့်ညီတဲ့အရာကိုရှာမတွေ့မချင်းစမ်းသပ်အသုံးပြုနေဖို့ပါပဲ။ ကဲဒီနေ့ဗီဒီယိုလေးတွေကနေတစ်ဆင့်တင်းရဲ့လုပ်ငန်းနဲ့ဈေးနှုန်းတွေကိုအစ်တတဖန်ပြန်လဲပြီးသုံးသပ်ဖို့အတွက်တွန်းအားဖြစ်နေစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုချိန်ပေးပြီးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့အခုတူတရစီမဲ့အကြောင်းအရာတွေကိုမျှဝေပေးနေမှာဖြစ်လို့ကျမရဲ့ YouTube channel လေးကို like and subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့ဦးနော်။ကိုလိုပဲကိုရဲ့ချစ်ခင်ရတဲ့သူတွေကိုလည်းပဲ ဒီအကြောင်းအရာတွေသိစေချင်တယ်ဆိုရင်လွတ်လပ်စွာမျှဝေပေးသွားလို့ရပါတယ်။နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။